အားလုံးမင်္ဂလာပါရှင် MPA သတင်းဌာနရဲ့ဒီကနေ့အောက်တိုဘာလ16ရက်နေ့မှာရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်မခရစ်စတယ်ကတင်ဆက်ပေးပါရမရှင်ဒီနေ့အတွက်ထူးခြားသတင်းတွေအမကြီးဒေါ်ဆန်းစုကြည်ကြောင့်ငင်းချင်းကြန့်ကြာတာလို့အပြစ်တင်လာတဲ့အောင်မင်းရဲ့သတင်းမင်းအောင်လိုင်ဆွဲတဲ့ဥပဒေကိုမင်းအောင်လိုင်ပြန်ချိုးဖောက်ပြီးဒီပါဝလီပွဲတော်မှာမဲဆယ်စီုံနေတဲ့သတင်း မွေးရစေရောင်းဝယ်သူတွေကြောင့်အကြီးတန်နေရတဲ့မြမတင်ဂီတာရွှေရကုံစီဒီရဲ့ဖြစ်ရင်မင်းအွန်လိုင်းနဲ့ညိုစောရိုအမေကို အတင်းအကောင်ထဲပေါ်ဖို့ပကိုးတောင်သူတွေဖိအားပေးခံနေရတဲ့အကြောင်းပေါ်တာဆွဲမှုကနေပြီးမျိုးတက်နှစ်တက်ကစစ်သားတွေစကားများပြီးရိုက်ပွဲဖြစ်ရတဲ့အခြေအနေ ပထမအကြိမ်လို့ Transalan Ski တိဆုံပွဲတင်းမှာယူကရိန်းကိုလက်ရှိနေမြေတိုင်းချိန်နှက်ဖို့စွန့်ပြောတဲ့သတင်းအဲ့လိုတနေ့တာအထူးကြဆုံးဖြစ်ခဲ့တဲ့ Pirin Pipa သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီနေ့ညပိုင်းအတွက်ပထမအဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့အမကြီးထောင်ဆန်းစုကြည်ကြောင့်ငင်းချင်းရဲ့ကြံ့ကြာလာလို့အောင်မင်းကအပြစ်တင်လာတဲ့တင်ဖြစ်ပါတယ် ဦးသိန်းစိန်လက်ထက်မြန်မာနိုင်ငံငြိမ်းချမ်းရေးပြည်လည်ထူထောင်ရေးလုပ်ငန်းဘဟုဌာနရဲ့ ဥက္ကဋ္ဌတာဝန်ယူခဲ့တဲ့အောင်မင်းကငင်းချရင်ကြံ့ကြတာဒေါဆန်းစုကြည်ကြောက်လို့ပြစ်တင်ပြောဆိုလိုက်ပါတယ်။ဗိုလ်ချုပ်ဟောင်းအပြင်စီအစိုးရနဲ့ဦးသိန်းစိန်အစိုးရလက်ထက်တွေမှာဝင်ကြီးဖြစ်ခဲ့တဲ့အောင်မင်းက NCA ဆယ်နှစ်ပြည့်နောက်ဆုံးနေ့ပွဲမှာစကားပြောခွင့်ရတဲ့အချိန်ခဏအတွင်းထည့်သွင်းပြောကြားခဲ့တာပါ။အဲ့ဒီမှာဒေါဆန်းစုကြည်ကိုအမကြီးလို့အငေါ်တူအတုံးပြုသွားပြီးပြစ်တင်ပြောဆိုမှုတွေပြုလုပ်သွားတာဖြစ်ပါတယ်။ တပန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအစိုးရလက်ထက်မှာပြုလုပ်ခဲ့တဲ့ငင်းကြေးရေလုပ်ငန်းစဉ်တွေကြောင့်နှောင့်နှေးခဲ့ရတဲ့အကြောင်းထက်သွင်းပြောဆိုရင်အထက်ပါအတိုင်းနန်စာတုံမီပြောဆိုသွားတာပါအမကြီးတောင်ဆန်းစုကြည်ရဲ့ကောင်းမှုကြောင့်ငင်းကြေးရေမှာနှောင့်နှေးကြန့်ကြာခဲ့တာတွေတော့မပြောတော့ပါဘူးလို့ခနဲ့ပြီးဥအောင်မင်းကပြောဆိုသွားပါတယ် ဂျပန်ငင်းချင်းရင်ပွဲစားအဆင့်သာရှိတဲ့သူကငင်းချင်းရင်အကျိုးဆောင်ဘဝကနေအနားယူတော့မယ်လို့ခြေညာတယ်လို့နောင်နောင်ငင်းချင်းရင်ပွဲတွေကိုမလာတော့ဘူးလို့လဲမင်းအောင်လိုင်ဩစာခံရွေးရှေ့မှာပြောကြားသွားပါတယ် ကျွန်တော်လည်းမလိုအပ်တော့ပါဘူးနောက်ပွဲတွေကိုတော့ကျွန်တော်မလာတော့ပါဘူးလို့မင်းအောင်လည်းအာနာတင်ထားချိန်မှာ အပယ်ခံထားရတဲ့ပိုချုပ်ဟောင်းကပြောပါတယ်အန်စီရဲ့ဆယ်နှစ်ပြည့်ခမ်းနာကို နေပြီးတော့မှအော်တိုဘာလ15ရက်ကနေ18ရက်နေ့အထိပြုလုပ်ခဲ့ပြီးပြည်သူတစ္ဆာဖောက်တွေအတော်များများလည်းပါဝင်တက်ရောက်ခဲ့ကြပါတယ်ဒုတိယအနေနဲ့မင်းအောင်လိုင်ဆွဲတဲ့ဥတွေကိုမင်းအောင်လိုင်ပြန်ချိုးပေါက်ပြီးတိပါဝလီပွဲတော်မှာမဲဆွယ်ဆေးုံနေတဲ့အကြောင်းပြောပြပါမယ် မင်းအွန်လိုင်းလက်မှတ်ထိုးထုတ်ပြန်ထားတဲ့ရေးကောက်ပဲဥပဒေကိုမင်းအွန်လိုင်းကပြန်လည်ချိုးဖောက်နေရလို့သတင်းရရှိပါရတယ်။ စစ်တပ်ရွေးကောက်ပွဲဦးရေရစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကော်မရှင်ကအော်တိုဘားလ28ရက်နေ့မှာမဲဆယ်စီယုံရင်စတင်မှုတတ်မှတ်ထားပေမဲ့မင်းအောင်လိုင်ကမနေ့ညနေပိုင်းကရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ဒီပါဝလီနေ့အခမ်းအနားမှာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမဲဆယ်စီယုံမှုတွေတွားရောက်ပြုလုပ်နေကြတာပါလာမယ့်ဒီဇင်ဘာလ28ရက်နေ့ကစပြီးကျင်းပမယ့်ရွေးကောက်ပွဲကနေထွက်ပေါ်လာတဲ့အစိုးရကိုဒီမိုကရေစီစံနှုန်းတွေနဲ့အညီအာဏာလွှဲအမှားဖြစ်လို့ရွေးကောက်ပွဲအောင်မြင်စေရေးအဖွဲ့အစည်းအ တိတိကလည်းနိုင်ငံအကျိုးမြော့ကိုပြီးဆောင်ရွက်သွားကြဖို့လိုတယ်လို့အာနာသိန်းကောင်းဆောင်ကပြောပါတယ်အခုကျင်းပတဲ့ဒီပါဝလီမိထုံးပွဲတော်ကြောင့်မြန်မာနိုင်ငံမှာအခုချိန်ကစပြီးပုံမကောင်းမွန်တိုတက်တဲ့အခြေအနေကောင်းနေရရှိခံစားနိုင်မယ်ဆိုတာယုံကြည်တယ်လို့လည်းနိုင်ငံအနှံ့ပုံးကျဲဖို့အမိန့်ပေးနေတဲ့စစ်ကောင်းဆောင်ရဲ့နှုတ်ကနေပြောပါတယ် မြန်မာနိုင်ငံကပိုင်ဆိုင်တဲ့ဒီနီဒီရေဒီလီကိုတူညီစွာသုံးစွဲနေထိုင်ကြတဲ့ဘယ်လူမျိုးဘေးဘာသာဝင်ဖြစ်ပါစေပြည်ထောင်စုစိတ်ဓာတ်မွေးမြူနေထိုင်ကြဖို့လိုအပ်ပြီးအဒီစိတ်ဓာတ်ကိုအခြေခံပြီးအပြင်းအထန်ချစ်ကြည်ရင်းနှီးမှုတွေကတစင်မြန်မာနိုင်ငံရဲ့အကျိုးကိုဝိုင်းဝန်းတည်ပို့ကြဖို့လဲအာဏာရှင်တအူးဖြစ်တဲ့မြန်အွန်လိုင်းကအမိတ်ပေးသွားပါတယ် စစ်ကောင်းဆောင်လိုပဲစစ်တပ်ကပိုက်ဆောင်ပါတီကြန့်ခိုင်ရေးဥက္ကဋ္ဌဥခင်ကလည်းရွေးကောက်ပွဲဥပဒေကိုပြင်းပြောင်းတင်းတင်းချိုးဖောက်နေပြီးအွန်လိုင်းကနေတာမကမြေပြင်မှာပါမဲဆွယ်စည်းရုံးမှုတွေပြုလုပ်နေတာကိုသူတို့ပါတီရဲ့လူမှုအကွန်ရက်ကတစင်းထုတ်ပြန်ချက်တွေအရသိရှိရပါတယ်။ စစ်တပ်ရွေးကောက်ကပါတီတွေရဲ့ရည်ပြင်အပါဝင်စစ်ကော်မရှင်ပိုင်းရေဒီယိုနဲ့ရုပ်မြင်သံကြားတွေကတစင်မဲဆယ်စီယုံကွင်ကိုအော်တိုဘာလ28ရက်ကနေဒီဇင်ဘာ26ရက်အထိခွင့်ပြုသွားမယ်လို့ဆိုထားပြီး28ရက်ကိုအတန်တိတ်နဲ့ Silent Day အဖြစ်သတ်မှတ်ထားပါတယ်ပြည်တွင်းသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါဦးမယ်။ပွေးရစေရောင်းဝယ်သူတွေကြောင့်အကြီးတန်နေရတဲ့မြမတင်ကိတာရွှေတကုံစီတွေကြောင့်ပြောပြချင်ပါတယ်။ မြန်မာနိုင်ငံရဲ့အမတ်တင်ကြီးသားဖြစ်တဲ့ရန်ကုန်မြို့ရွှေတဂုံဘုရားနာမှာမွေးရစေဝါရောင်းချသူတွေအများပြားရှိနေလို့အကြီးတန်းနေရတယ်လို့သတင်းရရှိပါတယ်။ပဟန်းမြို့နယ်ရွှေတဂုံဘုရားအရှိဘတ်မောပဟန်းစီအနီးကျေးတွန်းဘုရားဝင်းစင်မှာ WY စိတ်ကြွအမွေးစေဗျာရောင်းချသူ15လောက်ရှိနေရလို့ဒေတာတွင်မြို့တော်လိုင်းရင်းဆမ်မနာပဟန်း information စီကနေသိရပါတယ်။ ပဟန်ရဲစခန်းကရဲတွေကတော့ဆေးပြရောင်းချသူတွေကိုဖမ်းမို့လာတဲ့ဆိုပေမဲ့လက်တွေ့မှာတော့ဆေးပြတဲ့ငွေတောင်းယုံမဲမကြခဏလာလုံးလေးရှိနေတယ်ဆိုပြီးရက်ကွက်နဲ့ပြည်သူတွေကတရင်ပေးဖို့တဲ့အကြောင်းပဟန် information ကဆိုပါတယ်မွေးစေးရောင်းသူတွေမှာရွှေတကွန်စီဒီနာကရေတာရှည်ရက်ကွက်နဲ့ရွှေနန္တာရက်ကွက်တွေမှာနေထိုင်သူတွေနဲ့နမ်းမေးအိမ်ယာမေတွေဖြစ်ပြီးစေးပြတပြားကိုစက်တထောင်ဝင်းစင်နဲ့သာရောင်းချနေကြတယ်လို့သိရပါဗျ မူရင်စင်ရောင်းဝယ်မှုရဲ့နောက်ဆက်တွဲအဖြစ်အဲ့ဒီပတ်ဝန်းကျင်မှာဖောက်ထွင်းကူးယူမှုတွေနှင်းစင်ဖြစ်ပွားနေသလိုပဟန်တုံလန်လူကုန်းကုန်းကြော်တရာပေါ်ဓာတ်ထောက်လူရမှုတွေရံပန်ရံကာဖြစ်ပွားနေရလို့ပဟန် information ရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ် လူနေအိမ်ဖုံးကြီးကြောင့်တိလာရှင်ကြောင့်ဝင်ဘဟန်စီတဲ့ကဆိုင်တွေကိုဖောက်တယ်ဖုန်းတွေခိုးတယ်စိတ်ကူးတာဖို့ပါလာတဲ့ငွေတွေပါခိုးတယ်လို့ပြောပါတယ်နေ့စဉ်နေပါဖြစ်နေရပါတယ်ရေမော်တာစပင်းအကုန်ခိုးတာပါလို့ဘဟန် information ရဲ့တာဝန်ရှိသူတဝက MBA ကိုပြောပါတယ်ပဟန်းမြို့နယ်ဝင်းကဘာလန်းအနီးနဲ့ပီတိုတအုပ်ကလည်းငွေရစီကလမ်းထိပ်ကွင်းရဆိုင်တွေမှာပါရာစီတမောဝေတလို့အလွယ်တကူဝေလို့ရနေတာရန်ကုန်ကနေရာတိုင်းမှာဖြစ်တယ်လို့ပြောပါတယ် ဒါပေမဲ့ရွှေတကုံဘယနာဝင်းစင်လို့ဘာသာရေးရအထင်ကရနေရာမျိုးတွေမှာပါမူရစီရောင်းဝယ်နေတာကိုရဲတွေကငွေရပြီးတော့မမြင်ချင်အောင်ဆောင်နေတာကတော့ရုပ်ပေါလုံးနဲ့ပြောလိုက်ရင်တို့လောက်ဖရားတယောက်ချင်လို့တာတို့စစ်တက်ပဲရှိတယ်။ဗဟန်စိနာမှာစိတ်ကြွစေကိုပဲလော်ဝဲတလို့ဝယ်လို့ရနေတာအမှန်ပဲလို့ပြောပါတယ်။ဆလပီမြောက်လိုင်းနဲ့ညူစောတို့အမေကိုအတင်းကောင်ထဲဖို့ဖို့ပကိုးတောင်သူတွေပြားပိတ်ခံနေရတဲ့တဲ့င်းကိုတင်ဆက်ပေးပါဦးမယ်။ ပဲခူးတိုင်းအနောက်ချမ်းရှိတောင်တူတွေစောင်းတိနဲ့စိုက်ပျိုးဖို့ပြင်ဆင်နေချိန်နေကြကိုစိုက်ပျိုးဖို့စစ်ကော်မရှင်ကအတင်းအဓမ္မဖိအားပေးနေလို့တရင်ရရှိပါတယ်။တန်ဟာပေတောင်စုအစိုးရအဖွဲ့နဲ့တွေ့တိုင်းမင်းအောင်လိုင်းကသူ့အော်စာထွန်ဝင်းကြီးတွေကို ဝါနဲ့နေကြတော့ဆိုင်ကြဖို့အမြဲမှကြလေးရှိသလိုပြီးခဲ့တဲ့အော်ဂလာတရန်နေကပြုလုပ်တဲ့စစ်ကွန်ရှင်ပြည်တော်စုအစိုးရအဖွဲ့အစည်းအဝေးမှာလည်းဝင်းကြီးချုပ်အသည့်ဆက်ဆက်အညူစောကလည်းနေကြတွေတော့ဆိုင်ဖို့ပြည်ထောင်စုထုတ်လုပ်ဖို့ပြောကြားခဲ့ပါသေးတယ် ပီရင်းလိုအပ်တဲ့အစားသုံးစီတွေပီရင်းမှာပဲထုတ်လုပ်နိုင်တဲ့အတွက်ပြပသိန်းကုန်အစားထိုးထုတ်လုပ်နိုင်မှုလို့ကြောင်းပီရင်းစီဖူလုံရေးစီချွေတာနိုင်ရင်အတွက်အရင်တည်းကဆောင်ရွက်နေပေမဲ့ရှာနှုန်းပြဆောင်ရွက်နိုင်ခြင်းမရှိသေးတဲ့အတွက်တိုင်းနဲ့ပြည်နယ်အလိုက်စီထွက်တည်ညံတွေထုတ်လုပ်မှုပုံမတိုးတက်အောင်ဆောင်ရွက်နိုင်ခြင်းမရှိသေးတာကိုတွေ့ရကြောင်း စီထွက်တင်းညံဆိုင်ပြိုနိုင်တဲ့နေရာတွေမှာဦးစားပေးခန္ဓာတရအနေနဲ့ဆောင်ရွက်ပြီးအထွက်ကောင်အောင်ဆိုင်ပြိုဖို့နဲ့နေကြဆိုင်ပြိုမှုကိုအခုထက်ပုံမှန်တိုးတက်ဆိုင်ပြိုထုတ်လုပ်နိုင်မှုလိုတယ်လို့ညို့စောကပြောကြားခဲ့တာပါ။ဒါကြောင့်ဆောင်တင်းညံအပြင်မက်ပဲပဲတီစိန်ပဲငပီပဲပုတ်တွေကိုလားအများဆုံးဆိုင်ပြိုနေကြတဲ့ပုဂိုးကတောင်သူတွေကိုစစ်ကောင်မရှင်လောက်ခံဆိုင်ပြိုရေးဌာနနဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကတောင်သူရဲ့နေကြမျိုးစိမယူမနေရစနစ်နဲ့အတင်းရောင်းချဆိုင်ပြိုခိုင်းနေရလို့ တာယာဝတီမြို့နယ်ကအသက်40အရွယ်တောင်သူတဦးကပြောပါရယ်တဲ့၅တောင်ပေးရတဲ့နေကြာမျိုးစေ့ဝေကို၅ရက်အထိဝယ်ယူဆက်ပြုတ်ခံနေပေမဲ့ပကိုးအနောက်ချမ်းကအမေတွေဟာနေကြာဆိုင်လို့အဆင်မပြေဘူးလို့ပြောပါရယ် မဆိုင်လို့ဘူးပြောတာကိုမရဘူးဆိုင်ရမယ်ဆိုပြီးပြောသွားတယ်လို့အဲ့ဒီတောင်းတလဲသမားကြီးကပြောပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်စောင်းတိနယ်စိုက်ဖြိုးချိန်ကလည်းတောင်းတလဲကိုနေကြစိုက်ဖြိုးဖို့မျိုးစိတ်တွေကိုစစ်ကော်မရှင်ကအသိအမှတ်ရောင်းချခဲ့ဘူးပြီးဒေတာနဲ့မကိုက်ညီတဲ့မျိုးဖြစ်တာကြောင့်တောင်းတလဲရှုံးပေါ်ခဲ့ရတယ်လို့မုံညုံမျိုးကအသက်50ရွယ်တောင်းတတဦးကပြောပါတယ်။ ပြည်တွင်းနဲ့ကနောက်ဆုံးသတင်းကတော့ပေါ်တာဆွဲမှုကလည်းပြည်မျိုးတက်နေတက်ကစစ်သားတွေစကားများပြီးရိုက်ပွဲဖြစ်တဲ့သတင်းဖြစ်ပါတယ်။ပဲခူးတိုင်းပြည်မျိုးနယ်မှာစစ်မှုတန်းအတွက်ပေါ်တာဆွဲရကနေပြဿနာတက်က99ကိုတက်နဲ့85စစ်သားစုဆောင်ရင်တက်တော့ရိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သတင်းရရှိပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ15ရက်ည9နာရီခွဲလောက်ကပြည်မျိုးစင်စုရက်ွက်ကန္နာလန်ကအမှတ်85စစ်သားစုဆောင်ရင်တက်နာမှာ ထိုင်နေတဲ့အမျိုးသားအုံကိုမြို့အခြေဆိုင်အမှန်ကိုငါကိုလက်စနဲ့ဆက်မှုအင်ဂျင်နီယာအလုံယုံတက်ခွဲကစစ်သားတွေကပေါ်တာဆဲဖန်ဆင်းခဲ့ရကနေရံပွဲဖြစ်ပွားခဲ့တာလို့အဲ့ဒီအကြောင်းသိထားတဲ့မြို့ကန်တွေစီကနေသိရှိရပါတယ်။ ကိုင့ကိုအတက်ကစစ်သားတုံးရဲ့ဖျူစောတီ3ရဲ့ကကန္နာလက်မှာထိုင်နေတဲ့လူငယ်3ကိုဖမ်းတာဖမ်းခံရတဲ့အထက်အရန်မိသားက2ယောက်ပါတယ်။ကျန်တဲ့ကောင်လေးကထွေးဥယုံကတယောက်နဲ့အမျိုးတော်တော့ဖုန်းလန်းဆက်ပြီးခေါ်ရင်းစွစွညံ့ညံ့ဖြစ်တော့85စုဆောင်ရဲ့တက်ကစစ်သားတွေထွက်လာပြီးအားလုံးကို85နဲ့ခေါ်သွားတာလို့ရုပ်ကံသတင်းရင်းမြစ်တအုပ်ကပြောပါတယ်။ ကိုငါကိုတက်ကစစ်သားနဲ့ဗီဇော်ဒီတွေဟာအရက်ဝင်းနဲ့ပေါ်တာဆွဲဖို့ထွက်လာတာဖြစ်ပြီးသူတို့ဟာကိုငါကိုတက်ကဖြစ်တယ်လို့ရှင်းပြရာကနေ85စုဆောင်ရေးတက်ကစစ်သားတွေကနေကျော်ပြီးတက်တာတိစုဆောင်နေဆိုပြီးဝိုင်းဝန်းရိုက်နှက်ခဲ့တယ်လို့သိရပါတယ် ကိုငါကိုတက်ဘုံမူကတည်တော့85တက်ကိုဖုံးဆက်ပြီးပြောတာကိုဘာဘုံမူလဲဘာကောင်လဲဆိုပြီးဆဲတာနဲ့ပြက်တနာ ထက်တက်တယ်။ည7နာရီလောက်ကြာကိုငါကိုတက်ကဘုံမူနဲ့စစ်သားတွေရဲ့ထွေးဥကလူတွေရဲ့စူဆောင်းရင်တက်ကိုလိုက်သွားတယ်။ပြက်တနာတွေဖြစ်ပြီးလူကိုပြန်ထုတ်သွားတယ်လို့မြို့ကန်တဦးကပြောပါတယ်။ပေါ်တာဆွေးခံရတဲ့ရန်မီတက်နှုံနဲ့အမျိုးသားတအုပ်ကိုလည်းပြန်လွတ်ပေးလိုက်တယ်လို့သိရှိရပါတယ်။ ကိုငါကိုတက်ဟာပီမျိုးပေါ်ခက်တရာရက်ကွက်မှာတရှိပြီးပီတီတကံအများဆုံးတာဝန်ထမ်းဆောင်နေရတဲ့ဖြစ်ပါတယ်စစ်မှုတန်းဥပဒေပြတမ်းပြီးနောက်ပီမျိုးနဲ့အနီးတဝိုက်စေးရွာတွေကအထမဆူဆောင်လာတဲ့လူငယ်တွေကိုစစ်တင်နှမ်းမပုတ်မီကိုငါကိုတက်မှာအရင်ထိန်ထိန်ထားလေးရှိရလို့သိရပါတယ် ။နောက်ဆုံးပြပသတင်းအနေနဲ့ပထမအကြိမ်လို့ထရန့်ဇလန်စကီတစ်ဆောင်ပွဲတင်းမှာယူကရိန်းကိုလက်ရှိနေမြေအတိုင်းစင်နပ်ဖို့ထရန့်ပြောတဲ့သတင်းကိုပြောပြရင်ဒီနေ့အတွက်ကျမရဲ့တင်ဆက်မှုတွေကိုရန်နာလိုက်ချင်ပါတယ်ရှင်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ယူကရိန်းသမ္မတဇလန်စကီတို့ဟာအော်တိုဘာလ18ရက်တောက်ကြနေ့ကအင်ဖြူရောမှာတတိယအကြိမ်မြောက်အဖြစ်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။အဲ့ဒီဆွေးနွေးပွဲမှာလည်းပထမအကြိမ်တုန်းကလိုတယောက်နဲ့တယောက်ဆွပြောမှုတွေ၊ဒေတိုးပြောမှုတွေနဲ့အတူတင်းမာမှုတွေရှိခဲ့သလိုရပ်ပန်းရက်ကစိတ်ကတိကောက်ဖြစ်စရာတွေနဲ့လည်းကြုံခဲ့ရတဲ့ဆွေးနွေးပွဲတစ်ခုဖြစ်တယ်လို့ CNN သတင်းဌာနကနှိစက်သူတွေရဲ့အပြောကိုကိုးကားဖော်ပြချက်အရသိရပါတယ်။ နိုင်ပေါင်းများစွာကြာမြင့်ခဲ့တဲ့အဲ့ဒီအင်ဖြူတော်တွေ့ဆုံမှုအတွင်သမရနာဦးကြောင့်ယူကရိန်းစစ်ပွဲရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဘောထားကွက်လွဲမှုတွေလည်းရှိခဲ့တယ်လို့ CNN သတင်းမှာ ရေးသားဖော်ပြထားပါတယ်။ယူကရိန်းကအမေရိကန်ထံအဆက်မပြတ်တောင်းဆိုနေတဲ့ရုရှားအသင်းပိုင်းအထင်ပြစ်ခတ်နိုင်တဲ့တူမာဟော့တာဝေးပြင် မစ်ဆိုင်းဒုံးတွေကိုပြီးမှမဟုတ်သေးဘူးလို့လည်းထရန်ကဇလန်စကီးကိုပြောပါတယ်။အဲ့ဒီအစီအစဉ်ပွဲပြီးထရန်ရဲ့လူမှုကွန်ရက်ပေါ်မှာပြောဆိုချက်တွေကြောင့်ပုံမွန်ပွဲဆိုခဲ့ကြရပြီးဥရောပနိုင်ငံတွေအတွက်မခံချိမခံသာဖြစ်စေခဲ့ပါတယ်။ယူကရိန်းအနေနဲ့လက်ရှိစစ်ပွဲအခြေအနေအရထိမ့်ချုပ် ထားနိုင်တဲ့နေမီအတိုင်းလက်ခံပြီးစစ်ပွဲကိုရပ်တန့်လိုက်ဖို့ဒေါ်နန်ထရန်ကသူ့ရဲ့လူမှုကွန်ရက်ကတဆင့်တွစ်ဆောင်ပွဲပြီးမှပြောကြားလိုက်တာပါစစ်နေပွဲအပြီးထရန်ကလက်ရှိမြေပြင်မှာထိန်းချုပ်ထားတဲ့နေမီတရှောင်းအပြည့်ခက်ရက်စဲကတိုက်ခိုက်တပ်ဖြတ်မှုတွေရပ်တန့်ဖို့လဲဇလန်စကီးကိုတောင်းဆိုလိုက်ပါတယ်ကျွန်တော်အမြင်မှာတော့သူတို့တွေစစ်ပွဲကိုချက်ချင်းရပ်တင်နေပြီ။ပင်နာပဲရောက်နေပါစေ။တိုက်ပွဲထိန်းချုပ်နေမြေအတိုင်းပဲလက်ခံရမယ်။ မဟုတ်ရင်တော့တိတ်ကိုရှုပ်ထည့်သွားလိမ့်မယ်ခမည်းတော်အနေနဲ့ဒါကိုဘလို့မှနားလည်နိုင်မှာမဟုတ်ဘူးခမည်းတော်တိုက်ပွဲထိန်းချုပ်နေတဲ့အချိန်မှာစစ်ပွဲကိုရက်လိုက်ပါလို့ထရန်ကပြောပါတယ် MP ရဲ့တနေ့တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးကြတာပါ MP ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွာဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်မြမပြည်သူပြည်သားပေါင်းကိုစိတ်နှပြချမ်းမာချမ်းသာပြီးဘဝအမော်တွေပြေကြပါစေရှင်